မင်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးစားလိုက်ပါတယ်ဒီအခုတင်ဆက်ပေးချင်တာကတော့နောက်ဆုံးရဘလုံးသတင်းတွေပဲဖြစ်ပါတယ်အနာစာတင်တိုက်စစ်မှုရောနဲ့သူကအတင်းနဲ့ဆက်ပူပေါင်းမှုနှိစက်သွားပြီဖြစ်တယ်လို့အတင်းထံမှန်ဦးတောင်မှကစားသမားဂါနာချုပ်ကိုခေါ်ယူဖို့အတွန်းအားပေးသွားပွဲရှိနေပါတယ်ဒါပြင်မန်ယူတင်းနီးပြဟောင်းမောင်းရင်ဟိုကလည်းလက်ရှိကင်တွေ့နေတဲ့ဖီနာဖာချီအတင်းထံစန်ချိုကိုခေါ်ယူနိုင်မှုပြောဆိုဆက်သွယ်မှုတွေပြုလုပ်နေပါတယ်ဂျူဗင်တက်အတင်းကစန်ချိုအတွက်ကစားသမားနှစ်ဦးအထိ အလိုက်ပေးကမ်းလှမ်းဖို့ပြင်ဆင်နေသလိုအာဆင်နယ်ကလည်းဆန်ချိုကိုခေါ်ယူဖို့စီမံစားလာခဲ့ပါတယ်။မန်စီးတီးအသင်းကညာနောက်ခံအစွန်ကစားသမားတစ်တယောက်ထပ်မံခေါ်ယူဖို့ပြင်ဆင်နေပြီးတော့ဖလာမင်ဂိုအသင်းကဝက်စလီကိုခေါ်ယူဖို့ဘရိုက်တန်ဂျူဗင်တက်နိုနဲ့အပြိုင်ချိန်ဆက်နေပါတယ်။အာဆင်နယ်အသင်းက PSG ကျယ်ဝင်တိုက်စစ်ကစားသမားလေးဘာကူလာကိုဘိုင်ယန်လီဗာပူးလ်နဲ့အပြိုင်ချိန်ဆက်နေပါတယ်။အာဆင်နယ်အသင်းကစပေါ်တင်တိုက်စစ်မှုယူကာရက်စ်ကိုပထမဆုံးအကြိမ်တရားဝင်ကမ်းလှမ်းမှုဖြစ်ပေါင်64ဒသမ2တန်းနဲ့စတင်ကမ်းလှမ်းမှုရှိနေပါတယ်။ နီကိုလက်ချက်စင်းရဲ့ဒီ laptop ပိုင်းဆိုင်ထားပြီးဖြစ်တဲ့ခြေစည်းက BSD တိုက်စစ်မှုမှုအာနီကိုလက်ထပ်မံခေါ်ယူအပြည့်ချနေပါသေးတယ်။မြူကဆဲအတင်က Forest တိုက်စစ်ကစားသမားအီလန်ကာကိုပေါင်45တန်းနဲ့အစတင်ကမ်းလှမ်းထားကြောင်းလည်းသတင်းရရှိပါရယ်။ Liverpool ကွင်းလည်းကစားသမားဟောင်း Henderson တယောက် Forest အတင်ထံပြန်လည်လာရောက်ပြောင်းရွှေ့ကစားနိုင်ရရှိနေပါရယ်။ Real အတင်ကတော့ပေါင်89တန်းကျော်လောက်ရမှအတိုက်စစ်ကစားသမား Rodrigo ကိုလက်လွတ်ခံဖို့စီစဉ်ထားပါရယ်။ ရယ်မက်ဒရစ်အသင်းကတော့နောက်ခံလို့အလာဘာကိုစာချုပ်သစ်ထပ်မံချုပ်ဆိုမှာမဟုတ်ဘဲလာမယ့်ရာသီစာချုပ်ကုန်ဆုံးချိန်ပြီးတင်းမပြန်လဲထွက်ခွာသွားခွင့်ပြုမှာဖြစ်ပါတယ်။ဘာစီလိုနာအသင်းကအသင်းမှာပုံမှန်ချေဆွမ်းပြောင်းနေတဲ့ဖက်တီကို2028အထိထပ်မံတက်တန်းတိုးဖို့ပြင်ဆင်နေပါတယ်။နာပိုလီအသင်းကလီဗာပူးအသင်းတိုက်စစ်မှုနူးညက်စ်ကိုခေါ်ယူဖို့ကြိုးစားရမှာမဟုတ်ဘဲမန်ယူအသင်းတိုက်စစ်မှုဟော့ရှ်လန်ကိုလည်းစိတ်ဝင်စားခြင်းရှိတော့ကြောင်းသတင်းရရှိပါရရှင်။ Manchester United နာမည်ကျော်နီးပြဟောင်းမောင်းဟိုကစန်ချိုကို Old Trafford ငရဲခန့်ခန့်နေကဲထုတ်ပြီး Fenerbahce အသင်းစီခေါ်ယူသွားဖို့စီစဉ်နေတယ်လို့သတင်းထွက်ပေါ်လာပါတယ်။မီးပြဟောင်းဆိုရှယ်လက်ထက်2021ခုနှစ်တုန်းက United အသင်းကိုပေါင်83သန်းနဲ့ရောက်ရှိခဲ့သူဆန်ချိုကအခုနေရာဒီအတွင်းအသင်းနဲ့လမ်းခွဲဖို့နှိစက်နေပြီး Fenerbahce အသင်းကသူ့ကိုပေါင်15သန်းနဲ့ကမ်းလှမ်းသွားမှာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီက Turkey Super League မှာ Galatasaray ရဲ့နောက်ဆုံးနောက်ဆက်နှစ်နဲ့သာနေရာနဲ့သာကျန်တဲ့ခဲ့ရတဲ့မော်ယိုရဲ့ Fenerbahce အသင်းကဆန်ချိုရဲ့တစ်နှစ်လစာပေါင်10သန်းကိုလည်း ပေးချေဖို့အစဉ်သင်းရှိရလို့လည်းသိရပါဗျ။အသက်25နှစ်ရွယ်ရှိပြီဖြစ်သူစန်ချိုကပြီးခဲ့တဲ့ရာသီကချက်စီအသင်းမှာအငှားနဲ့တွားကစားခဲ့ရပြီးချက်စီအသင်းကသူ့ကိုပေါင်25သန်းနဲ့အပြီးသက်ခေါ်ယူခွင့်ရှိပေမဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမရတာကြောင့် United အသင်းကိုပေါင်5သန်းအလျော်ပေးပြီးတော့စန်ချိုကိုပြန်လွှတ်ခဲ့ပါဗျ။ United ကိုစာရုပ်ချိန်ကလေးကရုန်းကန်ခဲ့ရတဲ့စန်ချိုက2023-24ရာသီဝက်ကလည်းအသင်းဟောင်းထုံးဝင်တဲ့မှာအငှားနဲ့တွားရောက်ကစားခဲ့ရပါတယ်။ အခုပြည်ထိုင်သတင်းစာသက်စန်းကဖီနာပါချီအသင်းကစန်ချုပ်ကိုကလန်တော်မှဖြစ်တယ်လို့စီးရီထိတ်တိဂျူဗင်တဲ့အသင်းကလည်းစန်ချုပ်ကိုခေါ်ယူဖို့အစိတ်ဝင်စားနေတယ်လို့ဖော်ပြခဲ့ပါရရှင်။ဆလဘီပြင်သစ်လီကူဖွဲ့ချုပ်ကနာမည်ကျော်ကလပ်လိုင်းယွန်အသင်းကိုပြင်သစ်လီကူ2ပြန်ဝဲမှာတော့ကစားဖို့အန်အသင်းစရာပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ပြင်သစ်လီဂူချန်ပီယံ9ကြိမ်ဖြစ်ခဲ့တဲ့လိုင်ယွန်သင်းက2024-25ရာသီကပြင်သစ်လီဂူပြိုင်ပွဲမှာအဆင့်6နေရာရည်တည်နိုင်ခဲ့ပေမဲ့ အခုပြည်တံရလာမယ့်ရာသီကြရင်ဒုတိယတန်းကိုတန်းဆင်ရတော့မှာပါအခုဆုံးဖြတ်ချက်ကိုပြင်သစ်ဘောလုံးဖွဲ့ချုပ်ပြင်သစ်လီဂူအဖွဲ့ချုပ်နဲ့ပြည်ပြင်သစ်ပြည်ရင်းကလပ်တွေရဲ့ဗန်နာရေးခြေအနေကိုစောင့်ကြည့်ဖို့တာဝန်ယူထားတဲ့ Direction National Joe Control Digostin DNCG အဖွဲ့တွေကအစည်းအဝေးပြုလုပ်ပြီးတော့ခြားမှတ်ခဲ့တာဖြစ်ပါတယ်လိုင်းရင်အသင်ကတော့ပြီးခဲ့တဲ့နှစ်ဗန်နာရေးစစ်တမ်းတွေအရသူတို့ရဲ့ကြွေးမိပမာဏကပေါင်422တန်းထိမြင့်တက်လာပြီးအဲ့ဒီပြဿနာကိုပြေလည်အောင်အချိန်မဖြေရှင်းနိုင်တဲ့အတွက် နောက်ဆုံးမှာတော့တန်းစင်ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။နိုင်ယွန်သေးပိုင်ရှင်ဖြစ်သူအမေရိကန်လူမျိုးစီးပွားရေးလုပ်ငန်းရှင်ဂျွန်တက်စတာကတော့ Crystal Bailey အသင်းမှာသူပိုင်ဆိုင်ထားတဲ့ရှယ်ယာရီအလုံးကိုပေါင်190ကျောင်းနဲ့ရောင်းချခဲ့တယ်လို့နိုင်ယွန်အသင်းနဲ့ကစားသမားအချို့နဲ့နိုင်ယွန်အမျိုးသမီးအသင်းကိုရောင်းချပြီးငွေရှာဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒါကလိုင်ယွန်အသင်းဖန်တာရေးချင်းတွေကိုပြန်လည်တည်ငြိမ်မှုရှိလာတဲ့အထိမဖြစ်နိုင်တာကြောင့်တာဝန်ရှိသူတွေကလိုင်ယွန်အသင်းကိုတန်းစင်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။လိုင်ယွန်အသင်းကလက်ရှိမှာကျွေးမီပေါင်း422တန်းတင်ရှိနေပြီး အသင်းရဲ့ရှယ်ယာ89ရာခိုင်နှုန်းပိုင်ဆိုင်ထားတဲ့ American တန်းကြွယ်တရေကျွန်းတက်တာက DNCG ကတာဝန်ရှိသူတွေနဲ့မနေ့ကတွေ့ဆုံခဲ့ပေမဲ့သင်းဗန္နာရဲ့အကျက်တဲကိုဖြစ်ရှင်းနိုင်မဲ့လုံလောက်တဲ့ရှင်းလင်းချက်မပေးနိုင်ခဲ့ပါဘူး။ဒါကြောင့် DNCG ကလိုင်ယွန်အသင်းကိုတန်းဆင်းပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီးလိုင်ယွန်သင်းတာဝန်ရှိသူတွေကတော့အဲ့ဒီပြစ်ဒဏ်ကိုအယူခံဝင်သွားမယ်လို့ကြေညာခဲ့ပါတယ်။အခုဆက်လက်တင်ဆက်ပေးချင်တာကတော့2025 FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲအုပ်စုစီနောက်ဆုံးပွဲစဉ်တွေမှာ FIFA ကအသင်းကဂျာမန်အသင်းကြီးပိုင်မြူးနစ်အသင်းကို အောက်စုနောက်ဆုံးပွဲမှာတကူတုံညာနဲ့အနိုင်ယူခဲ့ပြီးအောက်စုဘိုနီယာကိုရယူခဲ့ပါတယ်ဒီပွဲမှာဘိုင်မြူးနစ်အသင်းကဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ပွဲကိုလွှမ်းမိုးကစားနိုင်ခဲ့တယ်လို့ဂိုးသွင်းခွင့်တွေလည်းများစွာရခဲ့ပေမဲ့စာနေမူလာအိုလီစေးအဆရှိကစားသမားတွေရဲ့အကူကံချက်တွေကဂိုးမဖြစ်ခဲ့ပဲပွဲချင်း73မိနစ်မှာဘင်ဖီကာတောင်ဝင်ကစားသမားရှီဒါရဲ့သွင်းယူတဲ့တလုံးတဲသောဂိုးနဲ့ဘိုင်မြူးနစ်အသင်းရှုံးပေးခဲ့ရတာပါဘိုင်မြူးနစ်အသင်းကဒီပွဲမတိုင်ခင်ကလေးကရမှတ်6မှတ်နဲ့နောက်တစ်ဆင့်တက်ခွင့်ရထားကြတဲ့ ကစားသမားကောင်းအများစုကိုပွဲထွက်လူစင်းမှာခြံလှက်ပြီးအပြောင်းလဲလို့ကစားသွားခဲ့ပါတယ်။ဒုတိယပိုင်းမှာ King Kimmage Olise တို့လူစားဝင်စားခဲ့ပြီးမြေ Ottoman တီဦးဆောင်တဲ့ Benfica နောက်တန်းကအကိုမပေးရအောင်ကောက်ခဲ့နိုင်ခဲ့တယ်လို့ကိုသမား Trevubin ကလည်းလက်စွမ်းပြကာကောက်ခဲ့ပါတယ်။ Benfica အသင်းကိုရှုံးနိမ့်မှုဟာ Bayern Munich အသင်းရဲ့ကလပ်ကဘာဖလားမျောလင်းချက်တွေကိုပုံမခက်ခဲလမ်းကြောင်းကနေတွားရောက်ရဖို့ဖြစ်လာစေခဲ့ပါတယ်။အောက်စုဒုတိယတာယာရှိခဲ့တာကြောင့်16သင်းအဆင့်မှာ Chelsea ကိုအနိုင်ကစားထားတဲ့ ဖလာမင်ကိုအသင်းနဲ့ရှင်ပြန်ကစားရတော့မှာပါ။ဒါတွေမကပါဘူး။ quarter final ကိုတက်အောင်နိုင်ခဲ့မယ်ဆိုရင်လေချန်ပီယံလိချန်ပီယံ PSG အသင်းနဲ့ဆုံတွေ့ဖို့အလားအလာတွေများနေပါတယ်။ PSG က16သင်းအဆင့်မှာ Inter Miami နဲ့ကစားရမှာဖြစ်တာကြောင့်အနိုင်ရဖို့များနေပါတယ်။ဘိုင်းယန်အတွက်တော့အခက်ခဲတဲ့ပွဲစဉ်တွေရောက်ရှိလို့လာခဲ့ပါပြီ။နောက်တစ်ပွဲမှာတော့အပျော်ရန်အသင်းတာတာ Auckland City အသင်းကတောင်အမေရိကအသင်းကြီးဖြစ်တဲ့ Boca Junior အသင်းကိုတကူးတကူးနဲ့တည်ရရလက်ရအောင်ကစားနိုင်ခဲ့ပါတယ်။ ဒီအုပ်စုမှာဘိုင်မြူနစ်အတင်းကအုပ်စုဒုတိယဖြစ်သွားအောင်အုပ်စုဒီအုပ်စုဘိုဖလားမင်ကိုအတင်းနဲ့ round of the steam ကစားရမှာပါဘေဖီကာကတော့ချဲစီးနဲ့တွေ့ရမှာပဲဖြစ်ပါရဲ့ရှင်အောက်စုတီနောက်ဆုံးပွဲစဉ်တွေကိုဒီမနက်ကစားခဲ့ရမှာချယ်ဆီအသင်းကတူနီးရှားကလပ်တူနစ်အသင်းကို3-0နဲ့အနိုင်ရခဲ့ပြီးအောက်စုဒုတိယနေရာကိုရမှတ်6မှတ်နဲ့ရယူနိုင်ခဲ့ပါတယ်။ဒီပွဲမှာအာဖရိကကလပ်တူနစ်အသင်းနဲ့ဥရောပကလပ်ချယ်ဆီအသင်းကိုခြေစွမ်းခြင်းဘလို့မှမရှင်းနိုင်ပေမယ့် ချဲစီတင်းရဲ့ဂိုးကန်သူမှုအောင်များစွာကသာဂိုးပေးနေအောင်ခုခံကစားခဲ့ရပါတယ်။ချဲစီတင်းအတွက်ဂိုးတွေကိုဗရမာပိုင်းပြီးကန်နီးနဲ့ဒုတိယပိုင်းပြီးကန်နီးတွေမှာအတာရာဗိုင်အိုယို45အပေါင်း3မိနစ်၊ဒီလက်45အပေါင်း5မိနစ်၊တန်ရစ်ဂျော့60အပေါင်း9မိနစ်တို့ကသင်ယူပေးခဲ့ပါတယ်။ကျန်စီတင်းကို A-Wish အသင်းကနေပေါင်တန်း30နဲ့ရောက်ရှိလာတဲ့တိုက်စစ်မှု D-Love ကအသင်းအတွက်သူရဲ့ပထမဆုံးဂိုးကိုအလင်ခေါက်ခြေစွမ်းပြကလှလှပပသွင်းယူနိုင်ခဲ့ပြီး ဒီပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်တွေမှာတကိုးသွင်းတကိုးဖန်တီးနိုင်ခဲ့တာကြောင့်ချယ်ဆီကစားသမားဘဝအစာလှခဲ့လို့ဆိုရမှာပါ။ဒူနင်းနဲ့ချယ်ဆီကိုအနိုင်ယူပြီးအစောပိုင်းကရမတ်6မှတ်နဲ့နောက်တဆင့်လက်မဲ့ရထားတဲ့ဖလာမင်ကိုအသင်းကနောက်ဆုံးပွဲမှာ LAFC အသင်းကိုတကိုးတကိုးနဲ့အနိုင်ကစားခဲ့ပါတယ်။ Round of 16အဆင့်မှာဖလာမင်ကိုအသင်းကဂျာမန်အသင်းကြီးဖြစ်တဲ့ဘိုင်မြူနစ်အသင်းနဲ့ရင်ဆိုင်ရမှာကြောင့်ပွဲချက်ဖြစ်သွားပြီးချယ်ဆီကဥရောပပြိုင်ဘက်ဘင်ဖီကာနဲ့ရင်ဆိုင်ရမှာပါ။ချယ်ဆီကတော့ကံကောင်းတဲ့ဒုတိယလူတွေဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။ တူနီးရှားကလပ် F Barons ကို3ဂိုးကိုမရှိနဲ့အနိုင်ရခဲ့ပြီးတဲ့နောက်ကလပ်ကပဖလား Group D မှာဒုတိယနေရာနဲ့16သင်းအဆင့်ရှိတက်လှမ်းခဲ့ပါပြီ။အများအပြားအောက်စုဒုတိယနေရာကအသင်းတွေက16သင်းအဆင့်မှာအသင်းကြီးတွေနဲ့ရင်ဆိုင်ရတတ်တယ်ဆိုပေမဲ့တစ်ဖက်မှာ Bayern Munich က Benfica ကိုရှုံးပြီးအောက်စုစီမှာဒုတိယနေရာသာရခဲ့ပြီး Benfica ကပထမနေရာနဲ့နောက်တစ်ဆင့်တက်ခဲ့ပါတယ်။ဒါကြောင့်16သင်းအဆင့်မှာ Chelsea က Benfica နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး Bayern Munich ကတော့ Flamengo နဲ့ရင်ဆိုင်ရမှာပါ။ ်ချယ်ဆီကတော့အခုလိုမျိုး16တင်းအဆင့်မှာဘိုင်ယန်နဲ့မဆုံအောင်ရှောင်နိုင်ခဲ့တာကံကောင်းတယ်လို့ဆိုရမှာပါဘင်ဖီကာကိုကြော်ဖြတ်နိုင်ခဲ့ရင်ကွာတာဖိုင်နယ်အဆင့်မှာချယ်ဆီကဖာမီယပ်စ်ဗူတကူရိုရဲ့ပွဲစဉ်ကနေပြီးတော့တက်လာမယ့်အသင်းနဲ့အရှင်ပြိုင်ရမှာဖြစ်တဲ့အတွက်အနည်းငယ်ပွဲချောင်နေတယ်လို့လည်းဆိုနိုင်ပါတယ်ရှင်ဆလာဘီဘိုကာဂျူနီယာနဲ့ပွဲမှာအော့ကလန်အတွက်အခြေပါကိုကိုတွင်းပြခဲ့သူကတော့ခရစ်စတီယန်ဂရေးပါသူကအကြောင်းစရာတအုပ်ဖြစ်ပြီးဒီပြိုင်ပွဲကိုလိုက်ကစားနိုင်မှုအကြောင်းကနေခွင့်ယူခဲ့ရသူပါ အခုတော့သူကတမိုင်းတစ်ခုကိုဖန်တီးနိုင်ခဲ့ပါပြီ။အပျော်ရွှင်စစ်တတပဲရှိသေးတဲ့အော့ကလန်စီးတီးကိုကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာပထမဆုံးကိုပထမဆုံးရမယ့်ရအောင်သူကလုပ်ပေးနိုင်ခဲ့တာပါ။ရှင်းနပွဲစလုံးကိုပြတ်ရှုံးခဲ့တဲ့အော့ကလန်ကအာဂျင်တီးနားထိပ်တန်းအသင်းကိုတည်ရရအောင်ကစားနိုင်ခဲ့ပြီးအိမ်ပြန်မြန်နပန်းလှခဲ့ပါတယ်။ဆူဖလာရသလိုမျိုးကိုသူတို့တွေအောင်ပွဲခံခဲ့တာပါ။ဒါအားလုံးအတွက်အကြောင်းဆရာတအူးကအကူအသွင်းပေးခဲ့ပြီးသူတို့ဘဝမှာဘယ်တော့မှမမြင်ရတော့မဲ့ပွဲလည်းဖြစ်ခဲ့ပါရဲ့ရှင်။ စပိန်လက်ရွေးစင်တိုက်စစ်မှုမိုရာတာနဲ့သူ့ရဲ့မိသားစုကိုအွန်လိုင်းကနေအသံနဲ့ချင်းချောက်ခဲ့တဲ့အသက်16နှစ်အရွယ်လူငယ်တအုပ်ကိုစပိန်ရဲ့တပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေရဆိုတဲ့အကြောင်းလေးကိုလည်းသိရပါဗျ။ပြီးခဲ့တဲ့ဇွန်လရှင်းနီကကစားခဲ့တဲ့ UEFA Nation League ဘောလုံးပွဲဖြစ်တဲ့ပေါ်တူဂီ2-2စပိန်ပွဲပန်နတီအဆုံးဖြတ်မှာစပိန်အသင်းအတွက်လေးလုံးမြောက်ပန်နတီကိုမိုရာတာလွဲချော်ခဲ့ပြီးပေါ်တူဂီအသင်းဘက်ကနေပြီးတော့ပန်နတီအားလုံးဝင်ခဲ့တာကြောင့်စပိန်အသင်းကချန်ပီယံဆုနဲ့လွဲခဲ့ရပါဗျ။ ဒီပွဲပြီးမှာတော့မိုရာတာတို့မိသားစုထံကိုအွန်လိုင်းကနေအတန်အနေချင်းချောက်မှုတွေရောက်ရှိလာခဲ့ပြီးသူ့ရဲ့အရွယ်မြောက်တဲ့ကလေးတွေကိုပါချင်းချောက်ခဲ့တာပါဒါကမိုရာတာကထုတ်ပေါ်ပြောဆိုခဲ့ပြီးစပိန်ရဲ့တပ်ဖွဲ့ကလည်းဒီလိုချင်းချောက်သူကိုပိုက်စိတ်တိုက်ရှာဖွေခဲ့ရမှာစပိန်နိုင်ငံမာလာကာမြို့နယ်အသက်16နှစ်အရွယ်လူငယ်တဦးကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်စပိန်နိုင်ငံရဲ့ဥပဒေအရဒီလိုသူတစ်ပါးကိုအသက်အန္တရာယ်ချိန်ချောက်တာကထောင်တန်းကနှစ်ထိကြာခံရနိုင်ကြောင်းသိရပါရဲ့ရှင် ဆလာဘီယောဘရာဇီးကလပ်စန်တိုစ်အသင်းမှာကစားနေတဲ့ဘရာဇီးနာမည်ကျော်တိုက်စင်မှုနေမှာကဒီအသင်းမှာအခုနှစ်ဒီဇင်ဘာလအထိကစားဖို့သဘောတူခဲ့ပြီးတက်တန်တိုးစာချုပ်တရက်ကိုချုပ်ဆိုခဲ့ကြောင်းသိရပါတယ်။အသင်းဟောင်းစန်တိုစ်အသင်းမှာပြန်ကစားနေတဲ့အနေမှာကဒဏ်ရာပြဿနာရင်းနဲ့ပွဲပယ်ပြစ်ဒဏ်တွေကြောင်းအသင်းရဲ့ပွဲအများစုကိုလွဲချော်ခဲ့ရပြီးဒီနွေရာသီမှာအသင်းပြောင်းတော့မယ်လို့မူလကသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။သူနဲ့ဆန်တိုစ်အတင်းစာချုပ်ချုပ်ဆိုထားတဲ့စာချုပ်ကအခုဇွန်လ30ရက်နေ့မှာတက်တန်းကုန်ဆုံးမှာဖြစ်ပြီ ်အခုဆန်ဒုစ်အသင်းတာဝန်ရှိသူတွေကသူ့ကိုလက်မလွတ်သေးပဲအခုနှစ်ကုန်ထိအသင်းမှာဆက်ရှိစေဖို့စာချုပ်တက်တဲ့အချုပ်ဆိုခဲ့တာပါဒီစာချုပ်မှာလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမတက်ငင်ထိထပ်မံတက်တန်းတိုးရမယ့်အချက်လဲပါဝင်ခဲ့ကြောင်းသိရပါတယ်ဒီစာချုပ်တဲ့အတွက်ဆန်ဒုစ်အသင်းကနေမာကိုအမေရိကန်ဒေါ်လာ15တန်းပေးခဲ့ရပြီးဒီထဲမှာစပွန်ဆာနဲ့အခြားပုံရိပ်အသုံးပြုခွင့်တွေလည်းပါဝင်ကြောင်းသိရပါတယ်နေမာက Sorry Club အဟီလဲအသင်းနဲ့အခုနှစ်ဇန်နဝါရီလအတွင်းကစာချုပ်ဖျက်သိမ်းခဲ့ပြီးတဲ့နောက် သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ Santos အသင်းမှာပြန်ကစားနေရပဲဖြစ်ပါရှင်။ Gabriel Martinelli ကတော့ Arsenal အသင်းကနေပြောင်းရွှေ့ဖို့အလားအလာရှိတယ်ဆိုရယ် Kolarhala တွေထွက်ပေါ်နေပြီမဲ့ဒီနွေရာသီမှာထွက်ခွာမှာမဟုတ်ကြောင်းသိရပါဗါတယ်။ Arsenal အကစား Director Andrea Barta က Martinelli ထံပြက်ပြက်တတ message ပေးပို့ခဲ့ကြောင်းလည်းသိရပါဗါတယ်။ Martin ကအသင်းရဲ့အဖိုးတန်အသင်းဝင်တဦးဖြစ်ပြီးကလပ်အသင်းနေနဲ့ဆက်ရှိနေဖို့မျှော်လင့်ထားကြောင်း The Athletic ကဖော်ပြခဲ့ပါဗါတယ်။ ဒါပေမဲ့အသီးသီးသားသားကလမုတခုရောက်ရှိလာပါကကလပ်အသင်းဘက်က၎င်းတို့ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲပြစ်ဖို့ရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။အာဆင်နယ်အနေနဲ့မာတင်နယ်လီကိုရောင်းချခဲ့မယ်ဆိုရင်တော့အခြားကစားသမားတွေများစွာကိုခေါ်ယူသွားနိုင်မှာလည်းဖြစ်ပါတယ်။ဘိုင်မြူးနဲ့အသင်းကတော့ဘဲတာမန်ကစားသမားကိုဂန်နာရိုကအထိန်းချပေမဲ့ဘာတာရဲ့ message ကအသင်းပြောင်းရွှေ့ရဲ့နေရာမှာအခက်တွေ့စေနိုင်ပါတယ်။ဘရာဇီးလားကစာချုပ်သက်တမ်းနောက်ထပ်နှစ်နှစ်ကြာရှိနေပြီးစာချုပ်သက်တမ်းမှာကလပ်အသင်းရွေးချယ်မှုအဖြစ်နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်မှာရှိနေပါတယ်။ မာတင်နယ်လီကတော့2022 23ပရီးမီးယားလိမှာ15ဂိုးနဲ့ဂိုးဖန်တီးမှု9ချိန်ပြုလုပ်ထားပြီးချိန်နောက်ပိုင်းရုန်းကန်နေရပါတယ်2024 25ရာသီမှာတော့အဂန်နာရီရဲ့ဘဲတောင်မန်နေရာမှာမာတင်နယ်လီဟာတွင်းဂိုးတွေပြောင်းဆုံးခဲ့တယ်လို့ပုံမှန်ပွဲထွက်ခွင့်ပြောင်းဆုံးခဲ့ပါတယ်နီးပြအာတီတာကတော့ဘဲတောင်မန်နေရာမှာပွဲထွက်ကစားသူအဖြစ် trust ကိုအသုံးပြုနေပြီးမာတင်နယ်လီကိုလူစားလဲကစားစီခဲ့ပါတယ်၎င်းတို့နှစ်ဦးစလုံးကပြီးခဲ့တဲ့ရာသီရလက်ကောင်းနေကုန်ပြသနိုင်ခဲ့ပဲရုန်းကန်နေရတာတွေ့ရပါတယ် ်မာတင်အနေနဲ့အရင်လိုခြေဆွမ်းမျိုးပြန်လည်ရရှိလာမယ့်ယာသည်ခြေဆွမ်းပြနိုင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်ရှင်ဆလတ်တစပီးချင်တာကတော့လီဗာပူးနောက်ခံကစားသမားတစ်ဖရင်ပောင်ကသူ့အနေနဲ့အာနိုရဲ့နေရာကိုအစားဝင်နိုင်မယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။လီဗာပူးသင်းကအခုနေမှာရီယယ်မက်ဒရစ်အသင်းထံပြောင်းရွှေ့သွားခဲ့တဲ့အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားအာနို26နှစ်နေရာမှာအစားထိုးနိုင်ဖို့လီဗာကူစင်သင်းကနယ်သာလန်နောက်ခံကစားသမားဖရင်ပောင်24နှစ်ကိုပေါင်29.5သန်းနဲ့ခေါ်ယူခဲ့တာပါ။ ဖရင်ပေါင်ကသူ့အနေနဲ့ပရီးမီးယားလိချန်ပီယံလိဗာပူးအသင်းဆုံးရှုံးခဲ့ရတဲ့အာနုရဲ့နေရာကိုအစားဝင်နိုင်တယ်လို့ပြောကြားခဲ့ရပဲဖြစ်ပါတယ်။အာနုရဲ့နေရာကိုအစားထုတ်ဖို့ဆိုတာမလွယ်ပါဘူး။ဒါပေမဲ့လိဗာပူးအသင်းကကြီးကျယ်ခန်းထားတဲ့အသင်းဖြစ်ပြီးဖလားရထားအကြောင်းရှိပါတယ်။ခမားအနေနဲ့လိဗာပူးအသင်းအတွက်ကစားမယ်ဆိုရင်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ပြီးစွမ်းဆောင်မှုကောင်းဖို့လိုတယ်။ကျွန်တော်အနေနဲ့ရုံးကိုကိုကိုရုံးချီးမှုအပြည့်ရှိပါတယ်။ကျွန်တော်ကအောင်းနိုင်သူပါ။အသင်းအတွက်အဲ့ဒီအရာကိုကျွန်တော်ယူဆောင်လာမှာပါလို့ဖရင်ပေါင်ကပြောကြားခဲ့ပါတယ်။ ဖရီဘွန်ကမန်စီးတီအကယ်ဒမီထွက်ကစားသမားဖြစ်ပြီးသူ့အနေနဲ့အမြဲတမ်းပရီးမီးယားလိမှာကစားဖို့အမျှော်မှန်းခဲ့ကြောင်းလည်းပြောကြားခဲ့ပါရရှင်။ဒါတော့ပရီးမီးယားလိချန်ပီယံတို့ရဲ့အရက်ဒေတာမှာအလင်းမြန်ဖြစ်ရှာမဲ့ကိစ္စတရပေါ်ပေါက်လာနေပါတယ်။နောက်ကလူကိုနာတီရဲ့စာချုပ်တစ်ကိစ္စပါပဲ။အသင်းကိုရောက်လာတဲ့2021ခုနှစ်ကစလို့ကိုနာတေးကလီဗာပူးခန့်စစ်မှာအရင်အားကိုရတဲ့လူတန်းကြီးတယောက်ဆိုတာလီဗာပူးပရိသတ်တိုင်းသိပါရယ်ဖန်တိုက်ကိုရိုင်းနာကိုနာတေးရဲ့အားကိုမိပြီးတော့ဆော့ခဲ့ရတဲ့အချိန်တွေရှိခဲ့တယ် ဒါပေမဲ့အခုခေါက်ကိစ္စမှာတော့လီဗာပူးကဘာကိုမှမထောက်ထားပဲကိုနာတေးပေါ်ပြတ်သားဖို့လိုနေပြီဖြစ်ပါတယ်။ကစားသမားနဲ့လီဗာပူးကြားချုပ်ဆိုထားတဲ့ငါးနှစ်စာချုပ်တက်တန်းကလာမယ့်2026နွေရာသီဆိုရင်ကုန်ဆုံးမယ်။အဲ့ဒီ2026နွေရာသီမှာကစားသမားတွေပါဝင်ကစားခြင်းနဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးကလည်းလာပါအောင်မယ်။ကိုနာတေးလည်းချင်းချက်ဖဲဟုတ်မလဲ။သူလည်းကမ္ဘာဖလားမှာပါဝင်ကစားခြင်းနဲ့2026ကမ္ဘာဖလားမှာပါဝင်ကစားနိုင်ဖို့လာမယ့်ရာသီမှာပုံမှန်ပဲပွဲထွက်ပြီးတော့ခြေဆွပြနိုင်ဖို့လိုပါမယ်။ ကလပ်အသင်းမှာတော့ရန်ခုန်ထိုင်နေရတဲ့ကစားသမားကိုကမ္ဘာဖလားမှာပွဲထွက်ခွင့်တက်နေရပေးကိုခတ်မယ်အထူးသဖြင့်ပြင်သစ်လိုအသင်းအတွက်ပို့ခတ်မယ်လက်ရှိကိုနာတေးကလီဗာပူးမှာတက်နေရသေးချပြီးသားပါပဲတစ်ဖက်မှာရီယာ PSG တို့လိုအသင်းတွေကသူ့ကိုစိတ်ဝင်စားနေတယ်အဲ့ဒီအသင်းတွေကိုအခုချိန်သွားရင်ပုံမှန်တည်းရရပါမယ်လို့အမှခန့်ချက်မရှိဘူးမရရင်ကမ္ဘာဖလားနဲ့ဝေးသွားနိုင်တယ်ဒါကြောင့်ကိုနာတေးရဲ့အတွေ့အကြုံမှာလာမယ့်ရာသီကိုတက်နေရသေးချတဲ့လီဗာပူးမှာဆက်ကစား ကမ္ဘာဖလားပြီးတော့မှရီရဲ့ဒါမှမဟုတ် PSC ကိုအလွတ်နဲ့သွားဆိုတာမျိုးတွေးထားခြင်းတွေးထားနိုင်တယ်ဒီလိုတွေးထားလို့လဲလီဗာပူးရဲ့စာချုပ်တစ်ကိစ္စကမ်းလန့်မှုကိုလက်မခံသေးတာဖြစ်ပါတယ်ကမ္ဘာဖလားလည်းကစားခြင်းနဲ့ Real PSG ကိုလည်းပြောင်းခြင်းနဲ့ဒါကြောင့်လီဗာပူးကိုအသုံးချရဲဆိုတာမျိုးကလီဗာပူးဘက်ကကြည့်ရင်လက်ခံနိုင်ကြမှရှိပါဘူးမာနာထိခိုက်တယ်ပြောင်းရွှေ့ကျဲလဲတပြားမှမများပဲလက်လွတ်ရအောင်မယ်ဒီအချိန်တွေကိုရှောင်လဲခြင်းလီဗာပူးလောက်ရမှာနှစ်ခုပဲရှိရပထမတစ်ခုကကိုနာတစ်ကိုတက်တန်းတိုးမလားမတိုးဘူးလားအပြတ်မေးရမယ် တိုးမယ်ဆိုရင်ကိစ္စမရှိပေမဲ့မတင်မကြတွေအင်တီတင်တွေဖြစ်နေပြီးနောက်ရာသီကုန်မှစဉ်းစားမယ်လို့ဘာလို့လှုပ်လာပြီးဆိုရင်တော့လီဗာပူးဘက်ကဆက်လုပ်ဆရာရှိတာနောက်တစ်ခုရှိတယ်အဲ့ဒါကတော့ကိုနာတီးရဲ့ကမ္ဘာဖလားအိမ်မက်ကိုချနှင်းဖို့ပဲဖြစ်ပါတယ်ဘယ်လိုချနှင်းမလဲလက်ရှိသူတို့စိတ်ဝင်စားနေပါတယ်ဆိုတော့ခရစ်စတယ်ပဲလီနောက်ခံလူမာကွေဟီကိုမျက်နှာနဲ့မျက်အမြန်ဆုံးအရာခေါ်မယ်ခေါ်ပရိယာနဲ့တပြိုင်နက်ကိုနာတီးကိုဂွေဟီရောက်လာတဲ့အတွက်သူ့မှာအပိုင်တနီယာအာမခံချက်မရှိတော့ကြောင်း ကွေဟီကိုကြိုင်လွန်းလို့ခေါ်တာဖြစ်ကြောင်းသတိပေးပြီး Minking ကစားရမှာဖြစ်တယ်။ခုနတည်းနေတဲ့ internet လုံးလို့မရတော့ပဲဒီနေ့မှာပြောင်းမိပြောင်းရာကိုချက်ချင်းပြောင်းသွားနိုင်ပါတယ်။ပြောင်းမိဆိုရင်သူ့အတွက်ပြောင်းရွှေ့ခြင်းဖြစ်ပေါင်တန်40နဲ့50ချားကအသာလေးရမယ်။ကြတော့စာချုပ်ကတစ်နှစ်ပဲကြံတော့လို့ပါနှစ်နှစ်လောက်တာကြံရင်တော့လက်ရှိကိုနာတည့်ရဲ့အခြေစွမ်းအနေအထားအရတန်း80 80လောက်ထိဈေးခေါ်လို့ရပါတယ် ဒါဟာထရန့်အလက်ဇန္ဒားအာနုလို့ဖြစ်ရမျိုးထပ်မဖြစ်စေဖို့အတွက်မိဘပိုးတို့အချိန်မီရွှေ့တင်တဲ့အကွက်တစ်ခုလည်းဖြစ်ပါတယ်။အခုတင်ဆက်ပေးမှာကတော့ဈေးကွက်ထဲရောက်နေတဲ့တိုက်စစ်မှုတွေရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။အခုနေဈေးကွက်မှာတိုက်စစ်မှုတွေပုံနေတယ်။တိုက်စစ်မှုတွေပုံနေတယ်လို့တိုက်စစ်မှုလို့နေတဲ့အသင်းတွေလည်းပုံနေတယ်။ဒါပေမဲ့အပြောင်းရွှေ့ကတကယ်ဖြစ်မလာသေးဘူး။ဇေကွက်ထဲရှိနေတဲ့နာမည်ကြီးတိုက်စစ်မှုတွေကိုကြည့်ရအောင်ယောဂရက်ဆက်ကိုဟူဂိုအကီတီကိုလိုမတ်စဝါနီနူညက်စ်အော်စမန်တို့လိုတိုက်စစ်မှုတွေရှိတယ် ယောဂရက်စ်ကຫນွေဈေးကွက်မစခင်ကလေးက United Arsenal နဲ့သတင်းတွေထွက်နေပြီးဒီအသင်းနဲ့ညှိနှိုင်းမယ်ဆွေးနွေးမယ်ဆိုပြီးကမ်းလှမ်းနေပယ်ချရတယ်ဆိုတဲ့အစ်စနဲ့ပြီးသွားတယ်ဒီကစားသမားရဲ့ဈေးနှုန်းကတန်းတရာအထိရှိပြီးဒီဂျေးနဲ့ဘယ်သူမှမခေါ်ကြဘူးနောက်တစ်ယောက်ကတော့ဆက်ကိုဒီတိုင်းစစ်မှုက live စစ်မှာခြေစွမ်းပြနေပြီးသူ့ရဲ့ပြောင်းရွှေ့ခြေကိုတန်း80အနည်းဆုံးသတ်မှတ်ထားပြီး Arsenal ကစိတ်ဝင်စားတယ်ဆွေးနွေးရပယ်ချရတယ်ဆိုတဲ့အစ်စမှာပဲရှိတယ်နောက်တူကတော့ Frankfurt တိုက်စစ်မှု Hugo Akitiki ဒီကစားသမားကတော့ front back မှာတရားသီးစာခြေစွမ်းပြထားပြီးသူ့ကို front back က PSG ကနေပြီးခဲ့တဲ့နှွေမှာ18တန်းနဲ့ခေါ်ယူခဲ့ပြီးအခုချိန်မှာတန်းတရာထိတောင်းထားတယ်။ဒီကစားသမားရဲ့ပြောင်းရွှေ့ခြေတန်းတရာကအများလုံးနဲ့သူ့ကို United, Chelsea, Liverpool ကစိတ်ဝင်စားနေရလို့သတင်းတွေထွက်နေပေမဲ့ဘယ်အသင်းမှတရားဝင်မကန့်လန့်ဘူး။သူ့လဲဈေးကွက်ထဲကတိုက်စင်မှုပဲ။အိုစမန်ဆိုရင်နာပိုလီကသူ့ကိုအလိုမရှိတော့တာကြောင့်ပြီးခဲ့တဲ့နေရာဒီမှာကလေးကဂါလာတာစီးကိုအငားနဲ့ထွက်ကစားခဲ့ပြီးအခုချိန်မှာမီကင်ကလပ်နာပိုလီကိုပြန်ရောက်နေတယ် သူရဲ့စာချုပ်ပါရောဂျေက65တန်းရှိတယ်။ဒီကစားသမားကကစားသမားဟောင်းဖြစ်ပေမဲ့ဘယ်သူမှမကန့်လန့်ကြပြန်ဘူး။နောက်ထပ်တိုက်စစ်မှုတွေဖြစ်တဲ့နူညန်စ်နဲ့ကိုလိုမဝါနီတို့ကလည်းဈေးကွက်ထက်ရောက်နေတဲ့ကစားသမားတွေပါ။နူညန်စ်ကိုတန်း80အနည်းဆုံးလီဗာပူးကလိုချင်နေပြီးနာပိုလီနဲ့ပုံကိုရေးသဘောတူညီပြီးလို့သတင်းထွက်နေပေမဲ့ပြောင်းရွှေ့ခြင်းညှိနှိုင်းများဖြစ်နေတယ်။ကိုလိုမဝါနီကလက်ရှိကလပ်ဂျူဗင်မှာခြေစွမ်းပြနေပေမဲ့အသင်းကထောက်ရောင်းချင်တဲ့ကစားသမားဖြစ်ပြီးနောက်ဆုံးသတင်းတွေရအချက်စီးကလိုချင်နေကြောင်းသိရတယ်။ သူ့ရဲ့တန်ခြေကိုတန်း80အနည်းဆုံးတတ်မှတ်ထားပြီးဈေးကွက်ထက်ရောက်နေတဲ့ကစားသမားပဲတခြားတိုက်စစ်မှုတွေဖြစ် United ရောင်းချင်တဲ့တိုက်စစ်မှုတွေကတော့ White Land, Zaxi, PSG က Ramos တို့လည်းဈေးကွက်ထဲမှာရှိနေပါသေးတယ်။အခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတနင်္လာနေ့မှာစောစောလေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့မြန်မာ Sport Media YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်။ပြည်သူကြီး ။နောက်ထပ်ပြောချင်တာက Facebook မှာလည်းကျွန်တော်တို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ဘောလုံးသတင်းတွေကိုပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါရဲ့နော်။ဘောလုံးချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။